အလုံးမင်္ဂလာပါကျွန်တော်ကတော့ Mandalay Magister မှာလင်းနေပဲဖြစ်ပါတယ်ခင်ဗျာအဒီကနေ့မှာတော့ကျွန်တော်ရဲ့ဆိုင်မှာရရှိနိုင်တဲ့ပလွေ၃မျိုးနဲ့မိတ်ဆက်ပြီးမှဖြစ်ပါတယ်ခင်ဗျာအဲ့တော့အခုဒီပလွေ၃မျိုးကမြမရိုးရာပလွေတွေဖြစ်ပါတယ်ဒါလေးကတော့ပလွေလေးဖြစ်ပါတယ်ဒီကောင်လေးကတော့ကျွန်တော်တို့ပလွေလက်ဖြစ်ပါတယ်ဒီပလွေအကြီးကတော့ကျွန်တော်တို့ဝင်သားနုပလွေဖြစ်ပါတယ်ဒီ၃မျိုးလုံးကိုကျွန်တော်ရဲ့ဆိုင်မှာမှာယူအပ်ပေးနိုင်ပြီဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီပလွေလေးတွေကိုထုတ်လုပ်ထားတဲ့သူကတော့ ကျွန်တော်ရဲ့မိတ်ဆွေတင်ခဲ့ခြင်းဖြစ်တဲ့အဒီပလွေလေးတွေကိုလောက်ရအောင်ဝါသနာပါတဲ့ဝါသနာရှင်ပေါ့နော်။ကိုနေမျိုးအောင်ဆိုတဲ့ပညာရှင်တယောက်ကနေပြီးတော့သူကထုတ်လုပ်ထားတာဖြစ်ပါတယ်။အဲ့တော့တခုချင်းစီရဲ့အတန်တွက်လေးတွေကိုလည်းကျွန်တော်ကစမ်းပြပါမယ်။ဒါကတော့ပလွေလေးဖြစ်ပါတယ်။ပလွေလေးကိုကျွန်တော်အရင်ဆုံးစတင်ပြီးတော့စမ်းသပ်ပြပါမယ်ခင်ဗျာ။ဒီပလွေလေးကဆိုရင်တော့မြမရိုးရာပလွေလေးလို့ခေါ်ပါတယ်ခင်ဗျာ။သူ့မှာအပေါက်9ပေါင်းနဲ့ဖွဲ့စည်းထားပါတယ်။ကျွန်တော်တို့ key ကတော့ ဂျီကြီးပေါ့နော်ဟိုက်ဂျီနဲ့ကျွန်တော်တို့အတန်ထောက်ပါမယ်မြန်မာရိုးကအိုးစီတို့ဘက်ဝိုင်းနေနဲ့အတူတွဲဖက်ပြီးတော့တီကက်လို့ရသလိုကျွန်တော်တို့မက်ဒလင်းတို့အဂျီကျွန်တော်တို့ပတလာတို့နဲ့လည်းတွဲဖက်ပြီးတော့တီကက်လို့ရပါတယ်ခင်ဗျာကျွန်တော်သူ့ရဲ့ဒိုရီမီဗာဆိုလာတီတို့အတန်တွဲလေးကိုစမ်းသပ်တီးမုတ်ရပါမယ်နားဆင်ကြည့်ပါโอเคပါဒီပလွေလေးရဲ့ဒီတဲ့ပို့ပြီးတော့ကောင်းတဲ့အတန်အတွက်ကိုတော့ပလွေပညာရှင်ပုံနေမျိုးအောင်နေပြီးတော့မှဆန်းသက်ပြီးတော့မှုတ်ပြမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ကြည့်ပါ ခုနားတော်နာဆင်ခဲ့ရတော့မြန်မာရိုးရာပလူလေးရဲ့အတန်စင်ပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ထပ်မံပြီးတော့ကျွန်တော်ကပလူလက်လေးရဲ့အတန်ကိုလည်းစမ်းပြခြင်းပါတယ်ပလူလက်နဲ့ပလူလေးနဲ့ကွာချားမှုကတော့အခုလို့ကွာချားပါတယ်ခင်ဗျာအခုမြန်မာရိုးရာပလူလက်မှာလည်းကျွန်တော်တို့ခုနှစ်ပေါက်ပါတယ်ပေါ့နော်အာကျွန်တော်တို့ပြီးတဲ့အခါမှာတော့ကျွန်တော်တို့သူ့ကိုကျွန်တော်ကျွန်တော်တို့မေဂျာကီးရကျွန်တော်ကျွန်တော်တို့စီနဲ့လောက်ထားပါတယ်အတန်လေးနားအတန်လေးစမ်းကြည့်အောင်ပေါ့နော်ဒါတော့သူ့ရဲ့အတန်ဆန်းလေးဖြစ်ပါတယ်ခင်ဗျာ တော့ဒီတက်ပို့ပြီးတော့ပေးသက်တွေခန်းစားလို့ရအောင်မလို့ဒီပလွေလေးတွေကိုထုတ်လုပ်ခဲ့တဲ့ပလွေပညာရှင်ကိုနေမျိုးအောင်ပါပဲအခုကျွန်တော်တို့ရဲ့ပလွေလက်လေးအတန်ကိုအခုလိုစမ်းပြထားပါတယ်နားဆင်ကြည့်ပါ ဟုတ်ကဲ့ပါအခုစမ်းပြသွားတာကတော့မြန်မာရိုးရာပလူလက်ရဲ့တန်စင်လေးဖြစ်ပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်မှန်ပြီးတော့ကျွန်တော်ဝင်သာနုပလူလေးကိုစမ်းသပ်ပြခြင်းပါတယ်ဝင်သာနုပလူနဲ့ပလူပလူလက်နဲ့ဒါပွားချမှုပုံစံလေးပေါ့နော်ဒီလိုလေးရှိပါကျွန်တော်တို့ဝင်သာနုပလူမှာလည်းကျွန်တော်တို့ခုနှစ်ပေါက်ဖောက်ထားပါတယ်ပေါ့နော် သူ့ရဲ့မေဂျာကီးကတော့လိုးကြီးဖြစ်ပါတယ်ပေါ့နော်ကြီးရဲ့အနှိမ့်အနံနဲ့ကျွန်တော်တို့သူ့ရဲ့မေဂျာကီးကိုဖောက်ထားတာဖြစ်ပါတယ်ခင်ဗျာ တော့ဒီဝန်တာနုပလွေဖြစ်ပေါ်လာပုံလေးလဲကျွန်တော်ပြောပြချင်ပါတယ်ဝန်တာနုပလွေဆိုတာကကျွန်တော်မြမရိုးရမှာဟိုးရင်တော်ရတွေကရှိခဲ့ပါတယ်ဝန်တာနုဆိုတဲ့စကားလုံးကလည်းတကယ်ကိုမျိုးချစ်စိတ်တဲ့ပြေဝတဲ့ကျွန်တော်တို့ဒုရိယပညာရှင်တွေကတစ်ချိန်တုန်းကဒီပလွေကိုကျွန်တော်တို့ဝင်းရင်တုံးနဲ့ဝင်းရင်တုံးအရှိန်နဲ့ပေါ့နော်အပေါက်ဖောက်ပြီးတော့လှုပ်တယ်တယ်ဝါတဲ့ခါမှာကျွန်တော်တိုင်းသဘာသားတွေကမင်းတို့လက်ထဲမှာလက်နက်လားလို့မေးလို့ရှိရင်လည်းလက်နက်မဟုတ်ဘူးပလွေဖြစ်ကြောင်းပြလို့ရတယ်တစ်ခါလေကြားလို့ရှိရင်လည်းဒီဝန်တာနုပလွေက ဝင်းရင်တို့တပွဲထားပြီးတော့ရန်သူကိုခြေမုံလို့ရတဲ့လက်နက်တစ်ခုတပွဲနဲ့ဝင်သားလို့စိတ်တဲ့အပြည့်ဝနဲ့ဒီထွေဖန်နှီးခဲ့ကြတာဆိုပြီးတော့လေတမိုင်းတောင်သားတွေမှာကြားသိခဲ့ရပါတယ်ခင်ဗျာကဲအဲ့တော့ဒီဘလူလေးရဲ့အတန်အတွက်ကလေးကိုတော့ကျွန်တော်စမ်းပြအောင်မယ်ဒီဘလွေလေးရဲ့အတန်လေးကိုလည်းစမ်းသပ်ပြီးတော့တီးမုတ်ထားတဲ့ကိုနေမျိုးအောင်ရဲ့ဘလွေတန်လေးကိုလည်းနားဆင်ကြည့်အောင်ပါခင်ဗျာ။ ကဲ့ပါအခုတိမုတ်ပြသွားတာကတော့ဝင်သာနုပလွေရဲ့အန်ဒရော့ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ကအခုဒီမှာရှိတဲ့ပလွေ၃မျိုးပေါ့နော်ပလွေသေးပလွေလက်ဝင်သာနုပလွေပေါ့အဲ့ဒီ၃မျိုးလုံးကိုကျွန်တော်တို့တခြားသောဒုတိယတစ်ခုဖြစ်တဲ့စန်းနေရာနဲ့တွဲဖက်ပြီးတော့တိမုတ်ပြมาဖြစ်ပါတယ်ခင်ဗျာ ထပ်မံပြီးတော့ဝင်သာနုပလူရဲ့အတန်လေးကိုလည်းစပြပါမယ်ခင်ဗျာ ကိုနေမျိုးအောင်ပါပဲအခုကျွန်တော်တို့ရဲ့ပလွေလက်လေးအတန်ကိုအခုလိုစမ်းပြလာပါတယ်နားဆင်ကြည့်ပါ နောက်စီမှာဒီပလွေသုံးမျိုးလုံးကိုဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာအဲ့တော့ပလွေသေးကတော့တပေါင်းခွဲကျန်းနဲ့ရောင်းချပေးပါတယ်ပလွေလက်ကတော့နှစ်ပေါင်းကျန်းနဲ့ရောင်းချပေးပါတယ်ဝင်သားနုပလွေကြီးကတော့နှစ်ပေါင်းခွဲကျန်းနဲ့ရောင်းချပေးပါတယ်ဒီပလွေတွေအားလုံးကတော့တကယ်ကို hammock စစ်စစ်နော်လက်မှုပညာနဲ့ကျွန်တော်တို့ဖန်တီးထုတ်လုပ်ထားတဲ့ပလွေတွေဖြစ်ပါတယ်အထဲမှာကျွန်တော်တို့သုံးထားတဲ့ရှခင်လေးတွေကလည်းတစ်သားရှခင်လေးတွေကိုသုံးပေးထားပါတယ်အပေါ်ပြားလေးကိုတော့ကျွန်တော်တို့အတန်းအတွက်ကောင်းမှုအတွက်ပြားဖြောင်းလေးအနှင်းငယ်နဲ့ထိန်းထားပေးပါတယ် ။ Employee ရဲ့ကျွန်တော် PPC file မျိုးစားတွေရာလဲကျွန်တော် file အမှအချက်စားတွေကိုသုံးပေးထားပါတယ်။နောက်တစ်ခါကျွန်တော် employee အပေါက်ကလေးတွေဖောက်တဲ့အခါမှာလဲ diameter ကိုတိကျအောင်ဖောက်ထားပြီးတော့အတန်အတွက်တွေကအစွမ်းကကျွန်တော်တို့မှုတ်ပြခဲ့သလိုပဲမြန်မာနိုင်ငံမှာရှိတဲ့ပညာရှင်ဝါသနာရှင်တကယ်ကိုအမှုပညာရှင်အမြဲရိုးရအမှုပညာကိုနှစ်သက်တဲ့ပညာရှင်တွေအနေနဲ့ဒီပလွေလေးတွေကိုကျွန်တော်တို့မျက်စိမိတ်ပြီးတော့ရွေးချယ်စရာမလိုဘဲနဲ့ဝယ်ယူအားပေးနိုင်ပြီဆိုတဲ့အကြောင်းကိုကျွန်တော်သတင်းကောင်းပေးချင်ပါတယ်ဒီပလွေလေးတွေကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Magister Pay မှာ ။လာရောက်ပြီးတော့မှာယူနိုင်သလိုဖုန်းနံပါတ်ဖြစ်တဲ့ Viber Phone 39639639မှာလည်းဆက်သွယ်မှာယူနိုင်ပြီဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ရရှိအားပေးကြတဲ့မြမယောဂတူရိယာကိုနှစ်သက်မြတ်လို့ကြသူများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။ကျွန်တော်ကတော့လင်းနေပဲဖြစ်ပါတယ်ခင်ဗျာ။